ဂျေးဆင်မိုမိုအားဆိုရင်ဘာကိုအညံဆုံးပြည့်မြင့်မိပါတယ်လဲ Echoman Game of Thrones တဲ့က Khal Drogo ဟုတ်ပါတယ်အားလုံးကသူ့ကိုအောင်မြင်မှုရဲ့ပြာရုပ်တစ်ခုလို့မြင်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုနောက်ွယ်မှာလူသိမဖြစ်တဲ့ထိုထိုလေးကိုယုံကန့်ခဲ့ရတဲ့ဇလန်တပုတ်ရှိနေတယ်ဆိုတာကိုဒီနေ့မှပြောပြခြင်းပါတယ်ဟုတ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ Aquaman တို့ Game of Thrones တဲ့က Khal Drogo လို့ဇယုတ်တင်နေဆိုရင်သူ့ကိုမတီးတဲ့သူမရှိသလောက်ပါပဲ ဟောလိဝုဒ်ရဲ့အာကြီးဆုံးအောင်မြင်ဆုံးမင်းသားတစ်ယောက်ဖြစ်လူများကသတ်မှတ်ထားကြတာပေါ့ဒါပေမဲ့လေအဲ့လိုကြော်ကြားမှုကပဲထိုးပေါ်ကိုဖျက်ဆီးလို့နေပါဖြစ်ခဲ့တယ်ဆိုရင်တော့ယုံဖို့တော့ခက်တယ်မလားကဲသူရဲ့ဇလန်းကိုအစားကနေတစ်ချက်ပြန်ကြည့်လိုက်ကြရအောင်ကဲသူ့ဘလို့စူပါစတားတစ်ယောက်ဖြစ်လာခဲ့လဲဆိုတော့လေသူ့ရဲ့ငယ်ဘဝကိုအရင်ဆုံးပြန်ကြည့်ရအောင်အဲ့ဒီမှာတင်ဒီလိုအောင်မြင်မှုမျိုးရဖို့သူ့ရဲ့ခေးလမ်းကဘလောက်တောင်မလွယ်ကူခဲ့လဲဆိုတာကိုစတွေ့ရမှာပါ သူကအိုင်အိုအပီနယ်မှာသူ့အမေကတယောက်တည်းဗီဇူပြထောင်ခဲ့တာပါသူ့အဖေရှိတဲ့ဟာဝါယူကိုတော့အလားရက်တည်းမှာအလဲတွားလေးရှိတယ်ဒါပေမဲ့အဓိကပြဿနာကသူကလူမျိုးချားမိဘနှစ်ပါးကမွေးလာတဲ့ကလေးဆိုတော့လေနေရနှစ်ခုစလုံးမှာသူစိတ်တရားလို့အမြဲတမ်းခံစားခဲ့ရတယ်ဘယ်မှာမှအာဝန်တလူမျိုးပေါ့ကျောင်းမဆိုပိုဆိုးသေးတယ်ကျောင်းနေဘက်တွေကသူ့ကိုထူးဆန်းတဲ့ကောင်းလို့ခေါ်ပြီးတော့ဝိုင်းပြီးအနိုင်ကျင့်ကြတာပေါ့သူကိုယ်တိုင်ပြန်ပြောပြခဲ့တဲ့စကားတခုရှိမှတယ် နည်းနည်းလေးကြွေးပြားနေရုံနဲ့ကိုကျွန်တော်အမြဲတမ်းလော်လော်နိုင်ချင်းခံခဲ့ရတယ်တဲ့အင်းဒီစကားတစ်ခုနဲ့နေတင်သူ့ရဲ့ငယ်ဘွားကဘလောက်တောင်ခါသီးခဲ့မလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်အဲ့နောက်မှာတော့သူ့ဘဝအတွက်ပထမဆုံးအခွင့်အရေးကြီးအခုရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအောင်မြင်မှုကလပ်ပရဲ့ဂျင်းဆိုင်တစ်ခုလို့ဖြစ်နေခဲ့တယ်လို့ပြောရမှာပဲ။ကဲဒီလိုပါ။အဲ့ဒီအချိန်ကသူက self sign လေးတစ်ဆိုင်မှာအဝတ်အစားခောက်တယ်လို့ပြောနေတာ။တကယ်ကိုတာမာလောက်လေပေါ့။တနည်းမှာ Baywatch Hawaii Zealand အတွက်လူရွေးပွဲရှိတယ်ဆိုတာကြားရအောင်။ တယောက်ဆောင်အတွေ့အကြုံကလည်းလုံးဝမရှိဘူး။ဒါနဲ့သူကမော်ဒယ်တယောက်ပါဆိုပြီးလည်းညားပြီးတော့တွားလျှောက်ခဲ့တာ။အန်အောစရာကောင်းတာအဓိကစားကောင်းနေရာကိုတကယ့်ကိုရသွားခဲ့တယ်။ဘေးဝက်ကသူကတော့တစ်ဖက်မှာတော့အခွင့်အရေးတစ်ခုတော့ဟုတ်ခဲ့ပါတယ်။အဲဒီမှာတယောက်ဆောင်ပညာကိုစားပြီးချစ်တတ်လာတယ်။လူတွေကလည်းသူ့ကိုမက်မိလာကြတာပေါ့။ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ဒါကကျင်စာလို့ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့အဲဒီဇလန်တွေကတယောက်ဆောင်ရေသွေးထက်ရုပ်ရည်ကိုပဲအဓိကထားတယ်လို့နာမည်ကြီးတော့လေ။အနုပညာလောကကသူ့ကိုတယောက်ဆောင်ကောင်းတယောက်ထက်လုံးဝလေးမထားတော့ဘူး။ ဇလန်တွေပြီးွားတဲ့အခါမှာတော့အလုပ်တွေလုံးဝလုံးဝကိုပြောက်သွားခဲ့ရတယ်။သူ့အခြေအနေဘလောက်တောင်ဆိုးသွားလဲဆိုတာကိုဒီစကားတစ်ခုနဲ့တင်သိနိုင်ပါတယ်။ကျွန်တော်အသက်ကိုကယ်ဖို့အေဂျင့်တယောက်တောင်ရှာလို့မရခဲ့ဘူးတဲ့။စဉ်းစားတာကြည့်ရော။အဲ့ဒီလောက်ထိကိုအခြေအနေကဆိုးခဲ့တာပါ။အဲ့ဒီနောက်မှာတော့သူ့ရဲ့အမှုပညာဘဝမှာတကယ်ကိုအမောင်မိုက်ဆုံးအချိန်လို့ပြောရမယ့်ကာလကိုရောက်လာခဲ့ပါတယ်။လူတွေမြင်မှာတော့သူကနာမည်ကြီးတယောက်ပေါ့။ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့အချိန်တွေကလုံးဝကိုပြောင်းပြန်ဖြစ်နေခဲ့။အသက် 30နှစ်နှစ်အရွယ်မှာတော့သူ့အတွက်မျောလင်းချက်အယောင်ကြီးလေးတစ်ခုထပ်တန်းလာတယ်။ခိုရန်တဘာဘေရီယန်ရုပ်ရှင်မှာခေါင်းဆောင်မင်းဆာနီယာကနေတရုတ်ဆောင်ဖူးပေါ့။ဒါကတော့အောင်မြင်တော့မှပဲလို့ထင်ခဲ့ကြပေမဲ့ကံကမလိုက်ခဲ့ပြန်ဘူး။အဲ့ဒီရုပ်ရှင်က2017ခုနှစ်ရဲ့အကြီးမားဆုံး box office flop တွေကတစ်ခုဖြစ်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအနေမှာပဲဘသူမှထင်မှန်မထားပဲအလဲအပြောင်းကြီးတစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒါကတော့တမိုင်းမှာအောင်မြင်ဆုံး TV ဇာတ်လမ်းတစ်ခုဖြစ်လာပဲ Game of Throne မှာ Carl Drogo အထက်ရွေးချယ်ခတ်လိုက်ရတာပါပဲဒီစကားကတော့တတော်များများကို တုန်လှုပ်သွားစေမှသိကြတယ်သူကလည်းပြောခဲ့တာက Game of Thrones ပြီးသွားတဲ့နောက်မှာကျွန်တော်တို့မိသားစုတစ်ခဲကိုငတ်ခဲ့ရတယ်တဲ့ဟုတ်ပါတယ်အန်အောဆီယာကောင်ရော့အောင်ကြော်ကြားနေတဲ့အချိန်မှာသူ့ရဲ့တကယ်ဘဝအမှန်ကဒါပါပဲဇလန်တဲမှာသူ့ရဲ့ဇာကောင်က season 1မှာတင်သေးသွားတာကိုအဲ့ဒီနောက်မှာတော့သူ့တက်အလုပ်တွေလည်းတခါပြန်ပြီးပျောက်ကွယ်သွားခဲ့ပြန်ရော နာမည်ကတော့ရမ်းကြီးနေပြီဒါပေမဲ့ဝင်းငွေကမရှိဘူးအိမ်စိတ်ကလေးစိတ်တွေနဲ့အကျွေးတွေပြီးပြီးတော့သူ့မိသားစုလေးကိုကျွေးမွေးဖို့အသက်အံယုံကန်နေကြရတဲ့အခြေအနေပေါ့ဒါပေမဲ့သူဇွဲမလျှော့ခဲ့ပါဘူးကဲအခုဆိုရင်တော့ဇလန်းရဲ့အတက်ပိုင်းကို ရောက်လာပါပြီသူ့ရဲ့ဇွဲလုံလာကနောက်ဆုံးမှသူကိုအကြီးမားဆုံးအောင်မြင်မှုစီဘလို့ပို့ဆောင်ပေးခဲ့တယ်လဲဆိုတာကိုဆက်ကြည့်လိုက်ကြရအောင်ဒီ timeline ကိုကြည့်လိုက်ရင်သူရဲ့အနုပညာဘွားကယောလာ coaster senior လို့ပဲဆိုတော့တခြားတဲနဲ့မြင်သားစေပါတယ် 2009ခုနှစ်မှာ Baywatch ကအခွင့်ရေးလိုလိုနဲ့ထောင်ချောက်ဖြစ်သွားတယ်။အဲ့နောက်2010ကနေ2010အထိစနစ်နီးပါးကအလုံးမရှိဘဲရုန်းကန်ခဲ့ရတဲ့ကန်တာရာနှစ်တွေလိုပါပဲ။2011မှာ Conan ကလည်းမအောင်မြင် Game of Thrones နဲ့ကြော်ကြာမှုကလည်းအချွေးတွေပဲတည်လာပေးခဲ့တယ်။ဒါပေမဲ့နှစ်ပေါင်းများစွာဒုက္ခပင်လယ်ဝေပြီးတဲ့နောက်မှာတော့သူကန်ကြမာကနော်ဆုံးရောအလဲပြောင်းဖက်လာခဲ့ပါတယ်။သူဝကိုတခါတည်းနဲ့ပြောင်းပြန်လိုင်းပစ်လိုက်တဲ့အခိုက်အတန့်ကတော့ Aquaman စကောင်းအဖြစ်ရွေးချယ်ခံလိုက်ရတဲ့အချိန်မှပဲ။ တကယ်ကိုဒီအခွင့်ရေးတစ်ခုတည်းကပဲသူ့ရဲ့နေပောင်းများစွာယုံကံခဲ့ရံဦးလေးကိုအဆုံးသတ်ပေးခဲ့ပြီးသူ့ကိုတကယ်ကဘာကျော်ရုပ်ရှင်ကျဲဝင့်တယောက်ဖြစ်လာစေခဲ့တာပါဆိုတော့ဂျေဆမမဝါရဲ့ဇလန်းကကျွန်တော်တို့ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုကိုပြန်စဉ်းစားစေပါတယ်တကယ်အောင်မြင်မှုဆိုတာတကယ်တော့ပါလဲအောင်မြင်မှုဆိုတာတညာတင်းနဲ့ရလာတဲ့အရာမျိုးလုံးဝမပါဘူးတကယ်အောင်မြင်မှုဆိုတာလူမမြင်ကြွယ်ရမှာတိတ်တဆိတ် တိုက်ခဲ့ရတဲ့တိုက်ပွဲပေါင်းများစွာကိုရှင်တန်ကြော်ဖြတ်နိုင်ခဲ့တာပါရှုံးနိမ့်မှုတွေစိတ်ပြက်စရာတွေကိုကြံ့ကြံ့ခံနိုင်ခဲ့တာပါအကျင့်တရားလော့လက်မြောက်ချင်းစိတ်တွေပေါက်နေပေမဲ့နောက်ဆုံးတစ်ချိန်လေးပဲထပ်ကြိုးစားကြည့်လိုက်ခြင်းရဲ့ရလတ်ပါပဲသူ့ရဲ့ဇလန်းကတကယ်ကိုအားသာစရာသင်ခန်းစာတစ်ခုပါပဲဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းတစ်ခုတော့ကြံခဲ့ပါတယ်အဲ့ဒါကတော့ကိုယ်တိုင်ရေးထိုးမဲ့ကိုယ့်ရဲ့ဇလန်းကတော့ဘလို့ဇလန်းမျိုးဖြစ်လာမလဲ